င်ကျင်များလုံးမင်္ဂလာပါအခုကျွန်တော်တို့ဗုဒ္ဓတာမှာဖြစ်ပြနေတဲ့တိုက်ပွဲအကြောင်းလေးတွေတိုက်ပွဲနဲ့ရောနှောပြီးတော့ဘာသာရေးမိုင်းနေတော့ကလူမျိုးရေးအာပြဿနာတွေဖြစ်ပွားလာအောင်တို့တွေဘလို့တွေများကြံစီပြီးလှုပ်ဆောင်နေတာလဲဆိုတာစောင်းပြောင်းတိုက်ပွဲမှာဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်လေးတွေနဲ့ဆက်ဆက်ပြီးတော့မှကျွန်တော်အာသုံးသပ်ပြမှာဖြစ်ပါတယ်အဲ့တော့ဒီစောင်းပြောင်းကြေးရွာကဘယ်မှာရှိရလဲဆိုရင်ပိုးကိုပိုင်အုတ်ချွန်ရည်တာ ဒီဆက်မြင့်တဲ့တောင်ပိုင်းပေါ့နော်ပင်လောင်းမြို့နယ်လုံးပင်ကျွော်အုပ်စုအဲထဲမှာတည်ရှိတာဖြစ်ပါတယ်။နောက်ပြီးတော့အဲ့ဒီဆုံးဆောင်းပြောင်းကျွော်မှာကပိုးတိုင်းသားများစုနေထိုင်ပြီးတော့မှအာဒီပိုးတိုင်းသားတွေကလည်းဘာသာတရားကိုကိုင်းချိုင်းပြီးတော့မှရိုးသားဖြူစင်တဲ့ပိုးတိုင်းသားတွေပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီအကြမ်းဖက်တောင်ကျမ်းသူတွေကဒီဘာသာတရားဘာသာတရားကိုအာကိုင်းချမ်းစွာကိုယ်ကွယ်ယုံကြည်တဲ့ပုဂ္ဂိုလ်တွေကိုဒီအကြမ်းဖက်တောင်ကျမ်းသူတွေက ဘာသာရေးအယုံကြည်ကိုအလွဲသုံးစားလုပ်ခဲ့တာပေါ့နော်အဲ့တော့ဒီဆောင်မြောင်းကြီးဟာကိုဝင်ရောက်တိုက်ခိုက်ပြီးတော့မှတိုက်ပွဲတွေဖော်ဆောင်နေပြီးသူလူသူတွေရဲ့ဘာသာရေးအယုံကြည်ကိုအလွဲသုံးစားလုပ်ခဲ့တဲ့သူတွေကတော့အဓိကတော့ဒီဥခုတူတွေဥဆောင်တဲ့ PLN အဖွဲ့နဲ့အာဥမြင့်ထွန်းဥဆောင်တဲ့ PNDF ပြီးလို့ရှင်ဒီအကရာပြည်နယ်ကနေပေါက်ဖွာလာတဲ့ Greeny မြို့သားကော်ပိုရိတ် KNDF ပေါ့နော်သူတို့အဖွဲ့တွေက ာဝင်ရောက်ဖြတ်စည်းတာဖြစ်ပါတယ်အဲ့တော့စောင်းပြောင်းကြီးရွာကဒီမေလ19ရက်နေ့ကအာအဲ့ဒီတချိန်နဲ့ဝင်တာမဟုတ်ဘောနော်သူတို့ဝင်ခဲ့တာ3ချိန်ရှိတော့ပါပဲ3ချိန်ရှိသွားပြီအဲ့တော့ဒီဂရနီမြို့သားကော်ဂေတာ KND ကသူတို့ပူပေါင်းဖွဲ့တွေပေါ့နော်မေလ19ရက်နေ့အာနနက်ခင်းမိုးမလင်းခင်မှာသူတို့ကဒီအရဝတ်တွေနဲ့ဝင်ရောက်လာပြီးတော့မှ နေမေလုံချုံရင်ကိစ္စတွေဆောင်ရွက်နေတဲ့ဘိုးဘိုးသားတမတော် PNA ရဲဘော်တွေကိုအလစ်ဝင်တိုက်ပြီးတော့မှအင်အားအလုံးရင်းနဲ့ဒီဆောင်ပြောင်းကြည့်ရတဲ့ကိုဝင်ရောက်လာတာဖြစ်ပါတယ်အဲ့တော့ဒီဆောင်ပြောင်းကြည့်ရတဲ့ကိုသူတို့ဝင်လာပြီဆိုရင်တနတ်တွေပြစ်ဖောက်တယ်ပြင်ပြည်သူလူထုတွေကလန့်နေလန့်ပြီးတော့မှထွက်ပြေးကြတယ်တချို့ကြာအာဒါတိုက်ပွဲဖြစ်ပြီဆိုတော့အာကိုတထဲပေါ့နော်အာကိုပေါ်မှာပါတဲ့ဝတ်တထဲနဲ့ပဲသူတို့ကစီဝေးချောင်ရတယ်အဲ့တော့ အဲ့ဒီလိုမျိုးပြည်သူလူထုတွေမရှိတော့တဲ့အချိန်ကျရင်ဒီကောင်တွေကမလုပ်လဲဆိုလို့ချင်းအာတဖက်တဖွဲ့ကကြတော့ဒီဘုံမြတ်တမတော် PNA နဲ့နိုင်ငံတော်ပူပေါင်းတဲ့အဖွဲ့ကိုသူတို့ကတိုက်ပွဲဖော်တယ်နော်ဒီအကြမ်းမဲ့တောင်းကျမ်းသူတွေကတဖွဲ့ကဒီအကြမ်းမဲ့တောင်းကျမ်းသူတွေကနောက်တဖွဲ့ကမလုပ်လဲဆိုရင်ဒီဆောင်းပြောင်းကြောင်းထဲမှာရှိတဲ့ပြည်သူလူထုတွေပစ္စည်းတွေကိုခိုးယူတယ်ကားတွေနဲ့တဲထုတ်တယ်ရတော့လောက်သူတို့ကတဲထုတ်တယ်နော်ရတော့လောက်သူတို့ကတဲထုတ်တယ်အဲ့တော့ဒီ ဆောင်းပြောင်းကြီးရတဲ့မှာရှိတဲ့ပစ္စည်းဥစ္စာတွေသူတို့ကခိုးယူတာ၁၀ရက်လောက်ကြာသွားတယ်ဗောနော်အဲ့တော့ဒီကြားထဲမှာတိုက်ပွဲတွေဖြစ်ပွားတယ်တိုက်ပွဲဖြစ်ပွားတော့နှစ်ဖက်ထိခိုက်မှုတွေကတော့ရှိတာဗောနော်ဒါပေမဲ့ဒီမေလ26ရက်နေ့နဲ့29ရက်နေ့မှာတော့ဒီအကြမ်းဖက်တောင်းကျမ်းသူတွေကသူတို့အထိနာသွားတယ်ဒါသူတို့က အထိနာသွားတဲ့အချိန်မှာမလုပ်လဲဆိုရင်နောက်ဆုတ်ဖို့ကြိုးစားတယ်။နောက်ဆုတ်ဖို့ကြိုးစားတဲ့အချိန်မှာတို့ဒီ29ရက်နေ့ကဆိုရင်တို့နောက်ဆုတ်တယ်ပေါ့နော်။မေလ29ရက်နေ့ကတို့နောက်ဆုတ်တယ်။နောက်ဆုတ်လိုက်တဲ့အချိန်မှာဘာတွေလုပ်လဲဆိုရင်တို့ခိုးယူပြီးသားဖြစ်တဲ့ပစ္စည်းတွေအားလုံးအိမ်တွေပေါ့နော်။အဲ့ဒီအိမ်မှာရှိတဲ့ပစ္စည်းတို့အကုန်လုံးထုတ်ယူသွားပြီ။ထုတ်ပြီးသွားပြီဆိုရင်အဲ့ဒီအိမ်တွေကိုတို့ကမီးချို့တာ။မီးချို့ပြီ။မီးချို့ပြီးတော့မှတို့ကနောက်ဆုတ်တာ။29ရက်နေ့ကဗီဒီယိုဖိုင်တွေပြန်ကြည့်ရင်သိပါတယ်။တို့အဲ့ဒီမတိုင်ခင်ကလေးက သူတို့မီးချို့နေတာတခြားတချို့အိမ်တွေလည်းသူတို့ချို့ပြီးသွားပြီဒါပေမဲ့29ရက်နေ့မှာသူတို့အာနောက်ဆုတ်တော့အထိနာပြီးနောက်ဆုတ်တဲ့ခါမှာအာပြည်သူလူထုတွေရဲ့နေအိမ်ကိုအလုံးပေါင်း20ကျော်ပေါ့နော်သူတို့မီးချို့ပြက်စီးပြီးတော့မှသူတို့ကနောက်ဆုတ်သွားတယ်နော်ဒါပေမဲ့သူတို့ကအဲ့ဒီမှာဘာကြောင့်သူတို့ဒီလိုလောက်ရလဲဆိုတော့ဒါသူတို့ရဲ့လှုပ်ထုံလှုပ်နှီးလို့တော့ဖြစ်နေပြီဒါဒါဘာကိုကြည့်ပြောလဲဆိုရင်ပြီးခဲ့တဲ့နှစ်တွေမှာကျွန်တော်တို့ပြန်ကြည့်လိုက်ကျွန်တော်တို့ name name နမ်နိမ်ဘုန်းကြီးကျောင်း2023ပေါ့နော်ဒီ2023မလာတုန်းကဆိုလို့ရှင်လဲသူတို့နမ်နိမ်ဘုန်းကြီးကျောင်းတွေနမ်နိမ်ကျေးရွာတွေသူတို့နောက်ဆုတ်သွားတဲ့အချိန်မှာဘာလို့လဲဆိုရင်အဲ့ဒီအိမ်မှာတတိနမ်နိမ်ကျေးရွာကိုမီးချို့ခဲ့တာအိမ်အလုံးပေါင်းမြောင်များစွာမီးတဲ့ပါသွားတယ်ဘုန်းကြီးကျောင်းလည်းပျက်စီးသွားတယ်ပြည်ဒေသကပြည်သူလူထုတွေအယောက်30ကျော်လဲသူတို့အသက်ခံရတယ်နော်အဲ့ဒါသူတို့ဒီနမ်နိမ်ထဲမှာဖြစ်သွားတဲ့တရကနောက်တစ်ခုရှိသေးတယ်စီဆိုင်မြို့စီဆိုင်မြို့ကိုလည်းကြည့်လိုက် ်တို့ပစ္စည်းဥစ္စာတွေအကုန်လုံးတို့ထုတ်တယ်တဲတယ်ယူတယ်ပြီးသွားပြီလို့ချင်းစီစာမျိုးကိုတို့မိချုပ်ခဲ့တယ်เนาะအဲ့ဒါပဲလားဆိုမဟုတ်ဘုံမျိုးနဲ့အာဟိုဘုံမျိုးနဲ့မင်းနဲ့တောင်ဒီတဆံဘူးကြေးရွာဆိုရင်လည်းပြန်ကြည့်လိုက်ဆံဘူးကြေးရွာအုပ်စုပေါ့เนาะအဲ့ဒီဘက်မှာပန်လဲတို့နမ်ဟူတို့အာအဲ့ဒီဘက်ကြေးရွာတွေဆိုရင်လည်းတို့အဲ့ဒီအဲ့ဒီတိုင်းပဲတို့လုတ်ခဲ့တယ်တို့အထိနာပြီးထိနာပြီးဆိုရင်တို့ခိုးယူတဲ့ပစ္စည်းတွေအကုန်တဲ့ပြီးသွားပြီဆိုရင်အဲ့ဒီနောင်ကြေးရွာတို့ပန်လဲကြေးရွာတို့မင်းချုပ်ပြက်စီတယ် နော်တလုံးမကြာတို့မိချိုဖြစ်စီခဲ့တယ်ဒါတရားတို့တရကတွေပဲပြီးလို့ချင်းတို့ကနောက်ဆုတ်သွားတဲ့အချိန်မှာတို့ကအကွက်ကြကြကိုစီစဉ်ထားနောက်ဆုတ်သွားတဲ့အချိန်မှာမီဒီယာသမားတွေကိုကစားဖို့မီဒီယာသမားတွေကိုတို့ဖြေကြားဖို့အဆင့်သေးတို့ကလှုပ်ထားပြီးသားအဲ့တော့တို့ကအာအဲ့ဒီအချိန်မှာတို့ကနောက်ဆုတ်သွားတယ်နောက်ဆုတ်သွားတဲ့အချိန်မှာမီဒီယာကိုတို့ကချက်ချင်းတန်းပြောတယ်။ဘာပြောလဲဆိုရင် အာဘယ်ကြီးရတဲ့အထဲမှာတော့ဟိုစစ်ကောင်စီနဲ့အာ PNO ကဒီလိုဒီလိုသူတို့ပြက်စီအောင်လှုပ်သွားတယ်ဗာညာဆိုပြီးကဆိုရှယ်မီဒီယာပေါ်မှာသူတို့ကချက်ချင်းကိုဖြည့်တယ်ဖြည့်ပြီးတော့မှဒါအထင်ထင်လဲမှမဖြည့်အောင်သူတို့ကလှုပ်တာပေါ့နော်အဲ့တော့ကျွန်တော်တို့မိတ်ဆွေတွေစဉ်းစားကြည့်လိုက်ဒီဆောင်းပြောင်းမှာဖြစ်သွားတဲ့ဟာဆိုလို့ချင်းဒီဆောင်ပြောင်းဒေတာခံပြည်သူလူထုတွေအများစုကလည်းသူ့ရဲ့ကြေးရွာကျွေးသူ့ရဲ့ဒေတာကိုသူကာကွယ်ဖို့စောင့်ချောက်ဖို့ ဒီဘိုးမျိုးသားတမတော် PNA ထဲမှာတာဝန်ထမ်းဆောင်နေခဲ့တာအများကြီးပဲအများကြီးပဲအဲ့ဒီမှာဆိုရင်ပင်လောင်းဒေသခံပြည်သူလူထုတွေလည်းအများကြီးပဲ PNA ထဲမှာရှိတယ်အဲ့တော့အဲ့ဒီတိုင်းလည်းဘယ်လားဆိုမဟုတ်အဲ့ဒီဒေသခံပြည်သူလူတွေချုပ်ကလည်းသူ့ရဲ့ရရဒေသကိုသူကာကွယ်ဖို့အတွက်ဆိုပါဝင်လာတာလည်းရှိတယ်အဲ့တော့ပြောချင်တာကဒီစောင်းပြောင်းကြီးရွာထဲမှာပါဝင်နေတာလဲစောင်းပြောင်းဒေသခံပြည်သူလူတွေဖြစ်တဲ့အတွက်ကြောင့်စောင်းပြောင်းဒေသစောင်းပြောင်းကြီးရွာကိုမိရှို့တယ်ဆိုတာကိုယ့်ရွာကိုကိုမိပြန်ရှို့တယ်ဆိုတာ ဟုတ်မဟုတ်ဆိုတာသမင်းစားတဲ့သူတိုင်းကဒါသိတယ်သမင်းစားတဲ့သူတိုင်းဒါကိုသိတယ်နော်အဲ့တော့သူတို့အဲ့ဒါပဲလုတ်ခဲ့တာလားဆိုတော့မဟုတ်ဘူးသူတို့ကမိဒီယာကိုအသုံးချတယ်အသုံးချပြီးတော့မှသူတို့နောက်ဆုံးသွားတဲ့အချိန်မှာဘာတွေလုတ်လဲဆိုတော့အဲ့ဒီစောင်းပြောင်းဒေသခံပြည်သူလူထုတွေကအာအလန်တရားကိုကိုွယ်တယ်ပေါ့နော်အလန်တရားကိုကိုွယ်တယ်ပြီးရင်အဒီဖက်ကပြန်ဦးနဲ့မတဲ့လို့ဆိုတာဖြစ်တယ်ငံဖြစ်တယ်ဆိုတာသူကမိုင်းတိုက်ခဲ့သေးတယ်ရန်ဖြစ်အောင်သူကလုတ်လိုက်သေးတယ် နော်လှုပ်လှုပ်လိုက်သေးတယ်အဲအဲ့လိုမျိုးပြီးရင်အဲ့ဒါပဲလားဆိုမဟုတ်လူမျိုးရေးပြဿနာလူမျိုးအချင်းချင်းပြဿနာနော်တခြားလူမျိုးနဲ့ဖြစ်တာမဟုတ်ပိုးပိုးချင်းချင်းကိုပြန်ပြီးတော့မှပြဿနာဖြစ်ရဖြစ်လာအောင်တို့ဗီဒီယိုတွေအဟောင်းတွေဗီဒီယိုတင်နေပြီးလို့ရှင်အပြည်သူလူထုတွေထင်မှလွဲမှဖြစ်အောင်တို့တွေကဒါတွေကိုတို့ကဟိုဖော်ဆောင်တာပေါ့နော်နီးမျိုးစုံနဲ့တို့ကဝါဒိုင်းအဝါဒမိုင်းတို့ကတိုက်တယ်ဝါဒမိုင်းတွေဖန်ဆင်းတဲ့မီဒီယာကိုအသုံးချပြီးတော့မှတို့ကလုပ်တယ် နော်အဲ့တော့ဒီ candy app တွေဥဆောင်ပြီးတော့မှကျွန်တော်တို့ပို့နေမြေထဲမှာကျူးကျော်လာရောက်ပြီးတော့မှတို့ကတိုက်ခိုက်တယ်သူတို့ဝင်မလာဘူးဆိုလို့ချင်းကျွန်တော်တို့ပို့တွေတာငိမ့်ချမ်းနေတာပဲနော်ဘာမှမဖြစ်ဘူးနော်ကျွန်တော်တို့ကလူမျိုးပြဿနာလည်းပြည့်စရာအကြောင်းမရှိဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ချက်ပြည့်နေတောင်ပိုင်းတောင်ကြီးမျိုးနဲ့တဝိုက်မှာတော်တော်ကောင်းကျွန်တော်တို့အထုတွေတာ6တခုလုံးချက်ပြည့်နေတောင်ပိုင်းမှာရှိတဲ့ပြည်သူလူသူအလုံးတော်တော်ကောင်းတိုင်းသာပေါင်းစုံ ရှင်သွဲပြီးတော့မှငိမ့်ချမ်းစွာနေထိုင်နေတာဘာပြဿနာမှမဖြစ်ဘူးဤပေါင်း30ကြော်လိုက်ဘာပြဿနာမှမဖြစ်ဘူးဒါပေမဲ့ဒီအကြံဖက်တောင်းကျမ်းသူခေဒီရဲ့တွေဝင်လာပြီးတော့မှသူတို့အတိုက်ပွဲတွေဖော်တယ်ဒါတော့မှနော်ဒီကရားပြည်နယ်မှာတိုက်ပွဲဖြစ်ပွားပြီးတော့မှပြည်သူသူတို့ကရားပြည်နယ်ကပြည်သူလူထုတွေအခုချိန်ထိဒီသူတွေသား6နဲ့ထဲမှာဝင်ရောက်နေထိုင်ပြီးတော့မှပြည်ငိုင်းကြမ်းမကြီးစီးပွားရေးလူမှုရေးတွေလုပ်နေတာပဲဒါတော့မှဘာပြဿနာမှမချအောင် ဒါပဲကြည့်ကျွန်တော်တို့လူမျိုးကြီးခွဲခြားတာပါရှိလားဆိုတာเนาะအဲ့တော့သူတို့ကကျွန်တော်တို့ဗုဒ္ဓတရားကိုလည်းဝင်လာသေးတယ်ပြည်သူလူထုရဲ့ပြည်စည်းဥစ္စာကိုလည်းခိုးယူတယ်ကျွန်တော်တို့ရဲ့ပြည်သူလူထုနဲ့ဒီဆရာတော်တန်ခါတော့ပါဝင်လဲသူတို့တတ်ခဲ့တယ်เนาะအဲ့ဒါတော့မှမရသေးဘူးနောက်ထပ်မိုင်းများစွာသူတို့ကဆိုရှယ်မီဒီယာကိုအသုံးချပြီးတော့မှလှုပ်ဆောင်နေသေးပဲเนาะအဲ့တော့အနိဂုံချုပ်ပြောရရင်ကျွန်တော်တို့စောင်းပြောင်း ဒေတာထဲမှာတိုက်ပွဲဖြစ်ပွားခဲ့တဲ့အကြောင်းအရာတွေဟာဒီအကြမ်းမဲ့တောင်းကျမ်းသူဖြစ်တဲ့ Greeny မြို့သားကော်ကွေတာ KDF ဖွဲ့ဟာမိုးတွင်းမှာသူတို့ရဲ့စာနာရေးခါလုံလောက်ဖို့အတွက်ပိုးဒေတာပိုးနေမြေတဲ့ကိုကျူးကျော်လာပြီးတော့ဆောင်းပြောင်းရွာထဲမှာရှိတဲ့ပြည်သူတွေရဲ့ပစ္စည်းဥစ္စာကိုဓမြတိုက်ခိုးယူတဲဆောင်တဲ့တိုက်ပွဲတာဖြစ်တယ်ဆိုတာကျွန်တော်ကတော့အာပြောပြချင်ပါတယ်အားလုံးယေစုတင်ပါတယ်